ထွန်းထွန်းနဲ့အမျိုးကြော်ပေးမယ်အကြောင်းတစ်ခုကြောင့်ခက်ခဲခဲမဲ့နေပြတဲ့အကြောင်းရင်းကိုပြောလာတဲ့ဇက်ပိုးကျော်စင်တို့မင်းလာပါပြည်သက်ကြီးရှင် အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တရုတ်ဆောင်ထိုထိုနဲ့အမျိုးတော်ပေမဲ့အကြောင်းရင်းတစ်ခုကြောင့်ခက်ခဲခဲမဲ့နေဖြစ်တဲ့အကြောင်းဖွင့်ဟပြောဆိုလာခဲ့သူဇက်ပုတ်မင်းသားကျော်စင်ထွေရဲ့အကြောင်းလေးကိုဖော်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်။မြမရုပ်ရှင်ဇကားရီတိုင်းမှာဇက်ပုတ်လူချမ်းမင်းသားတယောက်ဖြစ်အချိန်ကာလကြာမြင့်စွာရက်တိရိုက်ကူးခဲ့သူလူချမ်းကျော်စင်ထွေကတော့ပရိသတ်တွေလုံးဝထင်မထားလောက်တဲ့မင်းသားထိုထိုနဲ့ညီကိုဝမ်းကွဲဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလာခဲ့တာပဲဖြစ်ပါရည်။မင်းသားထိုထိုဟာအဆိုတော်တယောက်ဖြစ်အနုပညာလောကတွေကိုစတင်ဝင်ရောက်လာ ခဲ့တာဖြစ်ပြီးအိဇမ်မဲအဖွဲ့ဖြင့်ဂီတလှူရှားမှုတွေများစွာလုပ်ခဲ့ကကမ္မလီသေးဆွဲအားပေးရတဲ့ဂီတအဖွဲ့တစ်ခုဖြစ်အောင်မြင်စွာရည်တည်နိုင်ခဲ့တာပဲဖြစ်ပါသည်သူတို့ဆိုတော့တရားဖြင့်အောင်မြင်နေချိန်မှာလူကျဲမင်းသားတယောက်ဖြင့်မင်းသားကျော်စင်ထွက်ကအမှုပညာလှူရှားမှုတွေပြုလုပ်နေရပြီဖြစ်ပြီ ဝမ်ကွေးညီကိုဖြစ်တဲ့တတော်ကတရုတ်စာဝါဒနာပါမန်ရိတ်စားမိတဲ့တွေ့မင်းသားကြီးဦးကျော်ဟိန်းနဲ့မိတ်ဆက်ပေးခဲ့ကရုပ်ရှင်လောကတွေကိုခေါ်သွင်းပေးခဲ့တယ်လို့ကျော်စင်ထုတ်ကဖွင့်ရပြောဆိုလာခဲ့တာပဲဖြစ်ပါရည်မင်းသားတတော်ဟာရုပ်ရှင်ဘက်မှာကယ်မီစုကြီးကိုပါရရှိထားတယ်လို့အောင်မြင်တဲ့မင်းသားတရားဖြစ်ရည်တည်နိုင်ခဲ့ပြီလေဖြစ်ပါရည်လူကျဲမင်းသားကျော်စင်ထုတ်နဲ့မင်းသားတတော်တို့ညီကိုဝမ်ကွေးတော်မဲ့ပြည်သက်တွေမသိရှိရတဲ့ချက်ကတော့ လူချမ်းမင်းသားကျော်စင်တို့ရောတတုံရောကအနုပညာလောကထဲမှာတူတူရှိနေကြပေမယ့်သူ့အောင်မြင်မှုနဲ့သူကိုယ့်အောင်မြင်မှုနဲ့ကိုနေနေကြသူတွေဖြစ်ပြီးခက်ခဲခဲသာနေထိုင်ကြတဲ့အတွက်ပရိသတ်တွေကအမျိုးတော်တွေဆိုတာကိုမသိရှိကြခြင်းဖြစ်ကြောင်းအခုလိုထုတ်ပေါ်ပြောဆိုသွားခဲ့တာပဲဖြစ်ပါသည်။တတော်နဲ့ကျွန်တော်ကညီကိုဝမ်းခွဲတွေပါ။သူ့ဖေနဲ့ကျွန်တော်မိကမောင်နှမရှိနေပေါ့။သူနဲ့ကျွန်တော်ကိုအမျိုးတော်မင်းပရိသတ်တွေမသိကြတာကသူနဲ့ကျွန်တော်ကတိတ်မတွေ့ဖြစ်ကြတာလဲပါသည်။သူအားရင်ကျွန်တော်မအားဘူး။ကျွန်တော်အားရင်လည်းသူမအားဘူးလေ။ နေတာကတော့ငငယ်ကလေးကတူတူနေပြီးကျင်းမြင့်လာတဲ့သူတွေပါ သူကအိဆမ်မဲဖွင့်နေအောင်မြင်နေတဲ့ချိန်မှာကိုကိုရွှေရှင်ဘက်မှဝါသနာပါရီပြောပြလို့ကျွန်တော်ရှူတင်သွားတော့သူ့ကိုခေါ်သွားပေးခဲ့ကပြီးတော့ဥကျော်လက်ထဲကိုအပ်ပေးခဲ့တယ်။သူကလည်းအိဆမ်မဲနဲ့နာမည်ရှာပြီးသားဆိုတော့ထုတ်လို့ရည်တွေကသူ့ကိုခေါ်ရှာရဲမင်းသားဖြစ်သွားခဲ့တာပေါ့။ကျွန်တော်တို့ကရှင်လေးကသူလဲသူလန်းသူဖောက်ကိုလင်းကိုလန်းကိုဖောက်ကိုဖာတာကိုစူးစားကြမယ်။ပရိုဂျူဆာခေါ်ရိုက်လို့နှစ်ယောက်တူတူစုံကြရင်ရိုက်လိုက်ပြီ။ဒါမျိုးစိတ်နဲ့သွားကြတဲ့သူတွေပါ။ကျွန်တော်တို့အမျိုးတွေကအလူတန်းတွေအိမ်တွေမှာစုပြစ်တဲ့ပွဲတွေခဏခဏတော့လှုပ်ဖြည့်ဆုံးပြစ်ကြတယ်။ ဒါပေမဲ့သူလည်းသူ့လုံနဲ့သူမအားတလို့ကျွန်တော်လည်းကျွန်တော်လုံနဲ့ကျွန်တော်မအားဘူးဆွေမျိုးတွေဆိုရင်ကျွန်တော်ကတော်တော်မေးပြတ်တယ်ဆယ်ကားခေါ်မှတစ်ခါလောက်လျှောက်တာ အဲ့တခါကလည်းမသေးကြဘူးအဲ့လိုမျိုးဆိုတော့နင်းနေခက်ခက်ကင်းနေသလိုဖြစ်တာပေါ့ရှင်နေကတော့အကုန်လုံးကိုချစ်ပါတယ်ဆိုပြီးထိုထိုနဲ့ညီကိုဝန်ကွဲတော်ပေမဲ့သိပ်မတွေ့ဖြစ်ပေခက်ခက်ကင်းနေသလိုဖြစ်နေရတဲ့အကြောင်းရင်းကိုရှင်းပြပြောဆိုခဲ့တာပဲဖြစ်ပါသည်ပရိသတ်တွေကတော့ထိုထိုဟာအကိုကိုထုတ်မပြောဘူးနော်အဲအကြောင်းနှစ်ယောက်သားရုပ်စင်နဲ့မှတ်နေတာညီကိုတွေဖြစ်နေကြတာကိုစသဖြင့်မှတ်ချက်ပြုပြောဆိုခဲ့ကြတာဖြစ်ပါသည်ပရိသတ်ကြီးတို့ရောမိသားထိုထိုနဲ့လူချင်းမိသားကြော်စင်ထိုထိုညီကိုဝန်ကွဲတော်ဆက်တယ်ဆိုတာကိုအရှင်လေးကသိကြလားဆိုတာကွန်မန့်မှာပြောသားပေးခဲ့ပါအောင်ရှင်အားလုံး ုံးကိုကျေးဇူးတင်ပါတယ်။